ဒီကိုဘုံနဲ့ကျွန်တော်လဲတဲ့ line ပေါ်မှာပြောခြင်းနဲ့ဒါပေမဲ့မထီရောက်ဘူးရဲ့ကိုဘုံပြောပေးပါအများသိအောင်လို့ဒီလိုအချင်းစိတ်တဲ့ကောင်းတဲ့စစ်တီတွေရေငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတဲ့နဲ့တို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်16ရက်5လ2025ပေါ့နော်မြေပြင်ရရှိတဲ့သတင်းကိုနိုင်ငံတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဘဒူချုပ်ကြီးဦးစိုးဝင်း NASA ကအဖွဲ့ဝင်တရက်လုံးနဲ့ အေဂျန်ဝန်နေထိုင်ခြင်းနဲ့ပြည်သူလူထုရဲ့တမရတော်သားနဲ့တမရတော်သားမိသားစုတွေရဲ့တရှိဇေယံအတွက်ကိုကျွန်တော်အဖြစ်ခံဘဝနဲ့အမုန်းကန်လူသားကနေပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတော့တောင်ကြီးမောင်အေဂျန်ရဲ့ကဗျာပေါ့နော်ကဗျာရဲ့ခေါင်းစဉ်ကလိုအပ်သည်တဲ့ပင်ဝါပင် ကောင်းနေလင်ဖြင့်မြင်သာထင်ရှားတွေ့နိုင်ညာလေလူသားတို့တွင်ကောင်းနေလင်ဖြင့်သိမြင်ဖို့ရန်ခက်ခဲပြန်၍မှန်ကန်ယူသောလူကောင်းများသာ နီနာရောက်လာစုံခဲ့ပါမူကောင်းစွာပေါင်းဖက်မရွင်းပြက်ဖဲတက်တက်ဆုံးတိုင်းမြဲစေကြီးမိတ်ဆွေကောင်းတွေလိုအပ်သည်เนาะနောက်တစ်ခုကတော့ဒါဟိုเนาะအဓိကဟာကိုပဲကျွန်တော်တော့ပြောသွားမှာပေါ့เนาะအဲမော်ချီအောက်ရွာတဲ့ညောင်စခန်းနေတဲ့ဘုံကြီးเจ้าမှာအကျန်းဖက်ဘာသာရေးအဆောက်အဦတွေကိုကာပါယူပြီးလှုပ်ချင်ရလှုပ်နေကြတယ်တဲ့။နေမြေကန်သတင်းပေးဖို့လာတဲ့အတွက် ဆောင်ရွက်နိုင်ပါရန်တရင်ပို့ရခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့350ခွန်တိုင်ရင်ပေါ့နော်350ခွန်တိုင်ရင်သတိထားပါပေါ့နော်အဲကျွန်တော်အဲ့လောက်ပဲပြောခြင်းနဲ့အဲ့လောက်ပြောရင်တော့သဘောပေါက်ပေါက်ပီယန်နိုပါသစာအဖွဲတွေရောရှိတယ်တဲ့ဒါပေမဲ့ရန်သူဘက်ကရန်သူဘက်ကတော့အင်အားအရန်များတယ်ပေါ့နော်အဓိကဆောင်ပြောင်းဖက်တိုက်ပွဲပြင်းထန်တယ်တဲ့ရန်သူအင်အားများတယ်လို့သိရတယ်နော်350ခွန်သတိထားပါကျွန်တော်ပြောပြီးပြီနော်ကျွန်တော်ကဟိုမမှန်ကန်ကန်ကျွန်တော်ပြောပြီးတာနော် နောက်တစ်ခုကတော့မြကြီးနာမြေဆောင်ဘက်မှာလဲ KIAPDF တွေထက်ရောက်နေတယ်တဲ့။ဘန်ကားတွေကိုတေချာစောက်ပြီးခန်းစစ်ပြေတာကြောင့်သိရတယ်တဲ့။နော်။မနော့ရွာကစစ်သုံးမြေပုံပေါ်မှာအတိအကျရှိပါတယ်တဲ့။နော်ကိုဘကွာတော့ဆက်လို့ပေါ့။နောက်တော့မြကြီးနာမြို့ပေါ်မှာနေစဉ်လူဆွဲနေတယ်တဲ့။နေစဉ်ဆိုင်တွေအိမ်တွေဆက်ကြီးကောက်နေတယ်တဲ့။စာရပါနဲ့ SBR တဲ့ဗာတရင်မမရတာလားတဲ့เนาะအခုမနဲ့မျိုးဘုံရက်ွက်ကလာညီးပြမှာ လာညီးပြမှသိရတာတဲ့မြို့ပေါ်ကကွမ်းရဆိုင်မပြောနဲ့မပကတိုင်ယုံနာကပမတီကျေးရွာမှာကိုစက်ကြီးကောင်းနေတာပေါ်တင်တယ်ပေါ်တင်ပဲတဲ့နော်အခု မျိုးပေါ်ပြည်သူတွေကတက်ကိုအမြင်မကြည့်တော့ပဲအဲ့ဒီကိစ္စတွေကိုနောက်ပြီးသတင်းပေးခြင်းပေမဲ့သတင်းမပေးရကြတော့ပါတဲ့မပကမှာဖျဲသီးတွေတော်တော်များများရှိတယ်ပြောတယ်တဲ့နောက်တစ်ခုကတဲ့ great 12ဆာမိုးပွဲအတွက်တဲ့စကန်သွင်းလေးခြင်းပေးတာက သုံးရက်ပဲတဲ့လှုပ်ပြီးအဲ့သုံးရက်ပဲထမင်းကျွေးတယ်တဲ့နောက်တဘာထောက်ပံ့မှမရှိတော့ပဲမိမိအစဉ်နဲ့မိမိအစီအစဉ်နဲ့မိမိချောင်းမှ ပြန်တင်နိုင်ဖို့လုပ်ခိုင်းနေတဲ့နိုင်ငံတော်ကသတင်းမှာတဲ့ကြေညာတာနဲ့မြကြီးနာမျိုးမြေပြင်မှာဖြစ်နေတာကတခြားစီပါလို့တင်ပြလာပါတယ်တဲ့နော်ဒါပြည်သူ့အံမှာနော်ဝင်ကြီးချုပ်ကအစအခုကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှင်မှုတာဝန်ခံမှုမရှိပါဘူးလို့သိရတယ်တဲ့အခုအကြောင်းသားတွေကစစ်ဖြစ်တဲ့နေရာက ကလေးတွေပါ ပါနေတော့ ူတို့တွေအရန်ဒုက္ခရောက်နေရပါတယ်တင်ညာပေမဲ့ဆရာဆရာမတွေလည်းဘာလို့ပေးရမလဲမသိဖြစ်နေတယ်တဲ့နေကံမအကြောင်းဆုံးသတင်းပေးဖို့လာသည့်အတွက်ဆောင်ရွက်တင်တာဆောင်ရွက်နိုင်ရန်အတွက်တင်ပြရခြင်းဖြစ်ပါတယ်တဲ့နော်ဒါပြည်သူ့ရဲ့အတန်ပေါ့နောက်တစ်ခုကတော့လေးမျက်နာပေါ့နော်လေးမျက်နာမြို့အနောက်ဘက်ခြမ်းအောင်စံကွင်းရွာပေါ့နော် AA တွေ PDF တွေပေါ့နော်အင်အား380ခန်းရောက်နေတယ်တဲ့နော်အဲ့ဒါကျွန်တော်ဒီလောက်ပြောလိုက်ရင်တော့ဘာလို့ရမလဲဆိုတော့ကိုယ့်ဘာကိုပြောတော့ကျွန်တော်ဆက်မပြောတော့ဘူးပေါ့နော်နောက်တစ်ခုက မခုတ်ဘူးအခြေအနေမခုတ်ဘူးမျိုးနဲ့ဇီကုံဇီကုံနဲ့နဲ့ဖလန်အိုဆယ်ပင်စုဒီပါတွေကိုဘာမှမလုပ်တော့ဘူးဘရက်တွေကရာသွားအတင်ယူပြီးနေကြတယ်တဲ့အနိကဇီကုံနဲ့ကိုတဲ့ခြေပုံးမှပို့ထီရောက်မှာတဲ့ရာရွာသားတွေမရှိတော့ဘူးတဲ့တမတရားတိ2952251252ဒီတက်တွေစစ်ကြောင်းထိုးကြပါတယ်အခုက25နှစ်တိုင်ရင်တခု ရှင်မကန်နဲ့အနောက်တော်ကျောင်းမှာကြံတော့ပါတယ်တိုင်ရင်မှုရဲ့အမိတ်အောက်မှာဒုတက်မှမူး တိုင်းမှုရဲ့ဘာလဲတမမှုဆိုမသိဘူးဒုတမမှုအပောင်ဝင်လှုပ်ရှားမှုမတွေ့ရပါဘူးတဲ့တမကင်းတွေလေပရက်တွေက အနီးကတိုက်ခိုက်နေကြတာပါတဲ့ကျန်တဲ့တက်စုတွေနောက်တန်းပြန်ပို့တယ်တဲ့အထက်ကိုတင်မြပေးဦးနဲ့ရှင်အချိန်မရွေး PDF တွေကဝင်နိုင်တာမို့ဂျိုတင်မရှင်းလင်းကောင်းတဲ့ရလက်တွေမရနိုင်ပါဘူးတဲ့သမီးတို့ပြည်သူစစ်တွေအနေနဲ့ဇီးကုန်းနှစ်ကိုဖြိုဖို့ကားတဲ့ပြည်သူစစ်အင်အားရောလက်နက်အင်အားရောရှိမှအရှင်ပြေမှာပါတဲ့ဇီးကုန်းနှစ်ဖလန်အို7စု ဒီရွာတွေမှာပြည်သူမရှိတော့ပါဘူးတဲ့ PDF တွေလည်းရှိပါတယ်တဲ့ဒီရွာတွေကိုအမြင့်ပြက်ခြေပုံးပေးစီလိုပါတယ်တဲ့ဒီရက်တည်းအလုံးမလုံးရင်အဆင်မပြေတော့လို့ပါတဲ့နော်နောက်တစ်ခုကတော့ဆလင်းမြို့နယ်မြေလူကျေးရွာအကြမ်းဖက် PDF တွေများလာတာတွေ့ရတယ်2025 3လပိုင်းလောက်ခရေကညောင်တညောင်တိုက်နေထန်းတပင်လျှက်စစ်ရုံကိုဝင်တိုက်တဲ့အဖွဲကလူတွေပါတာကိုကိုဘုံရေးတဲ့အင်း အင်အားတော်တော်များပါတယ်ငကိုကမြေနုမှနေတဲ့အကျမ်းဘက်အဖွဲနဲ့ပေါင်းလိုက်ရင်အင်အားတော်တော်များပါတယ်တနေရာကိုတိုက်ဖို့အကြံရှိတယ်တင်တယ်တိုင်းရင်းသားတွေလည်းပါတယ်တဲ့နော်အေအေတွေလားချင်းတွေလားကောင်းကောင်းတော့မသိဘူးတဲ့လက်နက်တွေလည်းအကြီးကြီးတွေပါတယ်ဘုံတွေကတော့မြေနုရွာမှာအရင်ကလုထားတာတွေရှိတယ်ညောင်မြေနုလမ်းမှာဘုံညောင်မြေနုလမ်းမှာဘုံတွေထောင်ထားတယ်တောင်ပီလာရွာရဲ့တောင်ဘက်ကနေအရှိတ်ဘက်မြေနုရွာအရှိတ်ဘက်အထိမိုင်းတွေထောင်ထားတယ် မြေနုရွာမှာနေတဲ့အကျန်းဖက် PDF များကိုနတ်ဆာကအစိုးရအနေနဲ့ဒီတိုင်းပဲထားတော့မှာလားကျွန်တော်တို့ရွာသူရွာသားတွေလည်းဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်သူတို့နဲ့ရင်ပတ်ခြင်းမတူတဲ့ကျွန်တော်တို့မှာသူတို့ကိုကြောက်နေရရွာမှာဆိုရင် ခမောင်ဝင်းကိုရွာမှာဆိုရင်ခမောင်ဝင်းကိုကြောက်ရမြောက်ဘက်မှာဆိုရင်မတ်ချိုချိုမြင့်ဆိုတဲ့အမျိုးသမီးကိုလည်းကြောက်ရကိုဘုံနဲ့နတ်ဆာကအစိုးရတိအောင်ပြောပေးပါလို့ကိုဘုံအားကိုးပါတယ်တဲ့နော် ောက်တစ်ခုကတော့ဝန္တာဇယာသတင်းပေါ့ဝန္တာဇယာသတင်းဆိုတာကတော့ဒီလိုပေါ့နော်ကာသမာတယောက်ရဲ့တွဲကာသမာတယောက်ရဲ့ရင်ဖွင့်တံပေါ့ကိုဘုံရေးတဲ့ကားမှန်မတင်မဲမိပြီးစကားပြောနေလိုက်တာတဲ့အတိတွေနဲ့ပတ်စံအခိုးခံလိုက်ရတယ်တဲ့အဲ့တော့သူပတ်စံခိုးခံရတယ်ဘယ်သူခိုးသွားမှန်းတော့မသိဘူးသူအတိတွေတည်းကပဲနေမှာပေါ့နော်သူအတိလည်းဖြစ်ရင်ဖြစ်မယ်အဲ့ကားကျွဲတဲ့ဆုံမှာတန်းတာဟုတ်နော်အဲ့တော့ရတော့အဓိကပြောချင်တာကကျွဲတဲ့ဆုံကနေစာပြီးပြောဝဲပြောဝဲစစ် ပျော်ပွဲစစ်စေးဂိတ်ယမဲသိစစ်စေးဂိတ်တကုံသေးတော်စစ်စေးဂိတ်တကုံအဝင်စစ်စေးဂိတ်တောင်ကူအုပ်တွင်းမှညောင်လေးပင်ထိဘုရားကြီးစစ်စေးဂိတ်ငကိုးစစ်စေးဂိတ်အင်းတကောအင်းနိုင်စစ်စေးရန်ကုန်အမြန်လန်း0မှစစ်စေးအဆုံးပေါ်ဗျာတဲ့စစ်သားနဲ့ရဲများကိုအထူးကျေးဇူးတင်ရှိပါကြောင်းအဲ့ဒီလိုစိတ်ဓာတ်တွေကိုရှိတဲ့တွေ့ရတာဝမ်းသာပါတယ်မဖြစ်မနေပေးဆောင်ရတဲ့ဂိတ်တွေပါပတ်စံအိတ်ပြောက်တယ်လမ်းမှာထမင်းစားဖို့ကစားအခက်အခဲရှိတယ်ဆိုတော့ အကြောင်းရှင်းပြပြီးဖျက်လာခဲ့တယ်တဲ့တချို့သူရေဘူးသူတို့ရတဲ့မုတ်ပတ်စံမတောင်းပဲပြန်ပေးလိုက်တာတွေ့ရတယ်အားလုံးညှိထားသလားတောင်မှတ်ရတယ်ကောင်းလိုက်တဲ့စိတ်ထားတွေဗျာတဲ့အင်းနိုင်ကစစ်စေးကြီးကအရာရှိလားအချားရှိလားမသိဘူးတဲ့အယက်ဝင်းနဲ့ဆိုတော့တဲ့အယက်ဝင်းနဲ့ဆိုတော့မသိရဘူးတဲ့ငွေတပေါင်းပြန်ပေးလိုက်တယ်တဲ့ထမင်းစားဖို့တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့ခဏကားစရာတဲ့ရေတံဘူးနှစ်ဘူးနဲ့မုံထုတ် နှစ်ထုပ်ဝယ်ပေးလိုက်တယ်တဲ့စိတ်ထဲမှာ မခံစားရဘူးတဲ့ဝမ်းသာမှုမျိုးနဲ့ခံစားခဲ့ရပါတယ်ကိုဖုံးနဲ့ကျွန်တော်လဲတဲ့ line ပေါ်မှာပြောခြင်းနဲ့ဒါပေမဲ့မထိရောက်ဘူးတဲ့ကိုဖုံးပြောပေးပါအများသိအောင်လို့ဒီလိုအချင်းစိတ်တဲ့ကောင်းတဲ့စစ်တီတွေရဲတွေရှိတယ်ဆိုတဲ့အကြောင်းတချို့ကားသမားတွေနဲ့အချမ်းပါများသိအောင်ပြောပေးစီလိုပါတယ်တဲ့အရန်လေးသာဂုဏ်ယူပါတယ်ခင်ဗျာဝမ်းလဲတာပါတယ်ကျေးဇူးပြုပြီးပြောပေးပါတော့ကိုဖုံးနဲ့အချင်းတီလာနဲ့ပြည့်စုံတဲ့ဝန်ထမ်းတွေရှိပါတယ်တဲ့ ကိုဘုံကိုမလိုလားတဲ့သူတွေကတော့အချင်းပြတ်ခြားသားတဲ့သူတွေပေါ့တဲ့အဲ့ဒီလူတွေကကြားထဲမှာဒီလိုလူတွေရှိတယ်အတူယူနိုင်အောင်တင်ပြပေးစေလိုပါတယ်ကျွန်တော်ပြောချင်တာကပြောင်းတင်လာတဲ့တွဲကားခမရတဲ့ကိုဘုံပြောလိုက်လို့သူတို့ကြားမယ်မြင်မယ်သိမယ်သူတို့လည်းဝမ်းသာမယ်တဲ့နော်သူတို့လည်းဝမ်းသာမယ်တဲ့ကာသမားများနဲ့ပြည်သူများကိုစား ကျွန်တော်ကိုဘုံတင်ပြအပ်ပါတယ်တဲ့လေးသွားစွာဖြင်းနေเนาะအဲ့တော့အာအဲ့လိုဝန်တန်းကောင်းမှုတွေရှိရမယ်เนาะအဲ့လိုဝန်တန်းစုပ်ဝန်တန်းပြက်အောက်တန်းစားဝန်တန်းနေနဲ့เนาะအဲ့လိုဝန်တန်းတွေကြောင့်ကျွန်တော်တို့လို့အခုတွဲကားเสียတည်သွားပြီအဲ့လိုဝန်တန်းကောင်းတွေအများကြီးနှစ်နာတယ်เนาะနှစ်နာတယ်အဲ့တော့ဟိုကိုကိုကိုပေါ့ပြင်ကြပါပေါ့เนาะလူဆိုတာတည်သွားရင်6ပြည့်ကျင်းနေမှာပါခင်ဗျားတို့အုပ်ကူလေးတကူလေးမှာပဲခင်ဗျားတို့ရှာထားတာတွေလည်းပါမသွားပါဘူးအဓိကကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့တက်မတော်နဲ့ ဝန်တန်းတွေနော်ဝန်ကြီးဌာနလက်အောက်ကဝန်တန်းတွေအားလုံးနဲ့မှာအချင်းပြတ်ချစားတဲ့လူတွေရှိရင်ဖြည်းဖြည်းချင်းပြင်ကြပါလို့ကျွန်တော်တောင်းပန်ပါတယ်ဗျာနော်နိုင်ငံရဲ့လူမျိုးချင်းအဓိကကျွန်တော်တို့နိုင်ငံလူမျိုးကောင်းရင်တိုးတက်ရင်တနိုင်ငံလုံးတိုးတက်မှာပါနော်ဝန်တန်းတွေလည်းချမ်းသာမယ်ပြည်သူတွေလည်းချမ်းသာမယ်နော်အေးချမ်းစွာနေထိုင်ခြင်းနဲ့တောသူတောင်သားမတိတဲ့ပြည်သူတွေရာလည်းတက်မတော်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဝင်ကြီးဌာနတွေအားကိုးခြင်းစိတ်ပေါက်လာတဲ့ အစိုးရတရက်ကိုပေါ်ထွက်စေခြင်းလို့အမုန်းခံအမိုက်ခံပြီးတော့ပြောတာအသက်တွေအသေးခံပြီးတော့ပြောတာပါနော်ကျွန်တော်ဘုရားအဖြစ်ခံဘုရားနဲ့အမုန်းခံလူသားပါနော်ဒီဘက်မှာကျတော့ဖြစ်ရတယ်အတခြားလူတွေကျတော့ကျွန်တော် မုန်းတယ်နော်အဲ့ဒီအဓိပ္ပာယ်ကခုတော့ကျွန်တော်ပြန်လာတဲ့အတွက်ရှေ့တန်းစစ်တီတွေမိုးကာလိုတယ်အတဲတွေဆောက်ဖို့မိုးကာတွေလိုမယ်တယောက်ချင်းစီမိုးကာတွေလုပ်ဖို့အတွက်ကျွန်တော်ဆက်ပြီးတော့စူးစမ်းရပါဦးမယ်ပေါ့နော် မြန်မာပြည်အများဆုံးကြီးကြီးမားမားရှေ့တန်းရောက်နေတဲ့တပ်မတော်သားတွေဘေးရန်တွေကင်းရှင်းပြီးတော့မှနောက်တန်းကမိသားစုတွေနဲ့ထမင်းဝိုင်းလေးမှအများဆုံးပြန်လည်စားနေတဲ့ပုံရိပ်တွေကိုတွန်းမြင်ရပါစေလို့မြစ်တာဖို့ဆုတောင်းရင်းနဲ့ကျွန်တော်ဖြစ်ကန်ပွားနဲ့အမုန်းခံလူသားကသတင်းတင်ဆက်ပေးလိုက်ပါတယ်